ဒီနေ့အတွက်လဲကြလာခဲ့တာကတော့လူဖီရဲ့နောက်ထပ်ကိုတရားပြတဲ့စားဖို့ပါဗီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပေးဖို့နဲ့ VPN လေးကမြည်ကြည့်ပေးဖို့ကိုတောင်းဆိုချင်ပါတယ်။ ID လေးတွေတက်လာရင်လည်းကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးလို့ရပါတယ်။စားဖို့ဆိုတဲ့ character ကို episode 494မှာစတင်မြင်ခဲ့ရတာဖြစ်တယ်။စားဖို့ကဘူဟာတိုင်းပြည်ရဲ့မင်းမျိုးမင်းနဲ့တယောက်ဖြစ်ပြီးသူရဲ့မိဘတွေကတော့ outlet tree နဲ့ ီတေလိုတီးရတယ်မင်းမျိုးမင်းနဲ့တွေရဲ့အချင်းကိုတဘောမကြတဲ့စားဖို့ကအသက်၁၀နှစ်မှအင်ကနေထွက်ပြေးခဲ့တယ်ခွန်နတကိုဒေဥရူရောရှက်တောいつ身ぐるみ剥がされてぶっ殺されるかわかんねえぞ。サボやエイマクをပြောပါဆိုရင် तू ဟာလွတ်လပ်တဲ့ပင်လယ်တစ်မြားတစ်ယောက်ဖြစ်ခြင်းပြီး तू ရဲ့စွန်စားကန်းတွေအကြောင်းကိုရေးချင်တာပါ။ तू ဟာအိမ်မက်ချင်းတူတဲ့ Ace နဲ့အရင်တွေ့ခဲ့ပြီးအဲ့ဒီနောက်မှာတော့ Luffy ဆိုတဲ့ညီငယ်လေးကိုလည်းရခဲ့တယ်။ဒီလိုနဲ့သူတို့တောင်ရောက်ဟာ Greater Mine နယ်မှာတောင်ကျမ်းပြောပါခဲ့ကြပြီးတခါတလေမြို့ထဲဝင်ပြီးလဲတောင်ကျမ်းတက်ကြပါသေးတယ်။ မျိုးရဲကိုတွားရင်တနေ့မှာတော့သူ့အဖေကတွေ့သွားခဲ့ပြီးဘလူးဂျန်ပိုင်ရိတ်တွေနဲ့ဘန်ခိုင်းခဲ့ပါတယ်လူဗီနဲ့အစ်တိုရဲ့အတက်တွေနဲ့ချိန်ချောက်ခဲ့တာကြောင့်မတက်တာပဲလိုက်သွားခဲ့ရပါတယ်သူဟာတော်ဝင်မင်းသားတယောက်မဖြစ်ချင်တယ်လို့ကြီးကျယ်မြင့်မြတ်လာပါတယ်ဆိုတဲ့အရာတွေကတော်ထဲမှာလူဗီတို့နဲ့တူတူရှိခဲ့တဲ့အချိန်တွေတော့ပြောစရာမကောင်းခဲ့ဘူးသူထွက်သွားပြီးနောက်ပိုင်းမှာ သူမိဘတွေရာစတဲရီဆိုတဲ့ကောင်လေးကိုမွေးစားထားခဲ့ပြီးစားဖို့တဲ့သူမိဘတွေကပိုသဘောကျကြပါတယ်။တရက်မှာတော့ဆလစီယာဒရဂွန်တယောက်ဟာသူတို့တိုင်းပြည်ကိုလာမယ်ကြောင်းကိုတီးခဲ့ရပါတယ်။ကြီးကြံမြင့်မြတ်လာပါတယ်ဆိုတဲ့လူတွေဟာဂရိတာမီနယ်လိုဒုစရိုက်တမားတွေနေထိုင်ပါတယ်ဆိုတဲ့တိုင်းပြည်ရဲ့မောင်ဘက်ကျန်းကိုမပြချင်ခဲ့ကြဘူး။အဲ့ဒီအတွက်ကြောင့်မိလာမူကြီးတကူကိုဖန်တီးပြီးအဲ့ဒီကလူတွေအကုန်လုံးကိုတပစ်မဲ့ကြောင်းကိုတူတီသွားပါတယ်။ဒီလိုယွန်ရှားစရာကောင်းတဲ့လောက်ရက်ကိုတီးသွားတဲ့ဇာဘူးဟာအစ်စနယ်လူဗီဒိုကိုပြပြဖို့အတွက်စူးစမ်းခဲ့ပေမဲ့ အဆောင်တွေကြောင့်ထွက်လို့မရခဲ့တယ်လို့ Dragon နဲ့ပါတွေ့ခဲ့ပါတယ်ဒီလိုယွန်ရှားဖို့ကောင်းတဲ့မိသားစုကနေမွေးဘွားလာမိတဲ့အတွက်သူ့ကိုယ်သူရှက်ချောင်း Dragon ကိုပြပြခဲ့ပါတယ်နောက်ရက်မှာတော့သူဟာတိုင်းမိကနေထွက်သွားပြီးသူ့ရဲ့စွန်စားခန်းတွေကိုပွင့်တော့မဲ့အကြောင်းလူဗီဒိုအတွက်စာတစ်စောင်ရေးလိုက်တယ်အဲ့ဒီနောက်တော့လင်ငယ်လေးတစည်းကိုခိုးယူကာ သူ့ကိုပိုင်ပင်လယ်တများအလန်လေးနဲ့ထွက်လာခဲ့လိုက်တယ်။သူတို့တိုင်းပြည်ကိုလာလေတဲ့ဇလက်စီရဲ့ Dragon ဟာပင်လယ်တများအလန်လွင်ထားတဲ့သူတင်ဘောကိုအမြောက်နဲ့ပစ်ပြီးဖျက်ဆီးပစ်ခဲ့ပါရယ်။ဇလက်စီရဲ့ Dragon တွေဆိုတာကသူတို့တွေသာမြင့်မြတ်ဆုံးဖြစ်ပြီးကလေးတယောက်ကိုတောင်မှရရဆက်ဆက်တပစ်တဲ့အထိကိုစောင့်ကျင်ကောင်းတဲ့ကောင်းတွေမဟုတ်ဘူး။စားဖို့တည်ထားတဲ့အကြောင်းကိုတည်ထားတဲ့ Ace ကတောင်းကျမ်းခဲ့ပြီးဇလက်စီရဲ့ Dragon ကိုတွားတိုက်ဖို့လုပ်ခဲ့တာကြောင့် ကာကွယ်နိုင်တဲ့အထိတံမာလာတဲ့တနေ့ကျမင်းလုံးချင်တာလုံးနိုင်ကြောင်းဒါရန်ကပြောပြီးတော့တားခဲ့ရတယ်။နောက်ရက်မှာတော့စားဖို့စီကားစားဖို့လက်ခံရရှိခဲ့ပြီးလူဖီကိုစောင့်ရှောက်ပေးဖို့နဲ့သူဟာအရင်ဆုံးပင်လယ်တဲကိုထွက်သွားပြီးပြစ်ချောင်းကိုတီးခဲ့ရပါတယ်။စားဖို့ရဲ့တည်ဆုံသွားပြီဆိုတဲ့တည်င်းကြောင့်သူတို့နှစ်ယောက်လုံးဟာခံစားခဲ့ကြရပြီးအဲ့ဒီနေ့ကအိဇာတူဘယ်တော့မှတည်မှာမဟုတ်ကြောင်းလူဖီကိုကတိပေးခဲ့ပါတယ်။အမြောက်ဆန်ကြောင့်မျက်လုံးတစ်ဖက်ထန်ရရသွားခဲ့ပေမဲ့စားဖို့ကတော့မတည်ခဲ့ပဲ Dragon နဲ့တွေ့ခဲ့ပါတယ်။ Dragon က စားဖို့ကိုကနေသွားခဲ့ပြီးတော့ Revolutionary Army တန်ကိုခေါ်သွားတယ်။တတိပြန်ရလာတဲ့စားဖို့ကတော့အတိတ်မေ့သွားခဲ့ပြီးသူ့ရဲ့နာမည်ကိုတောင်မှမမှတ်မိတော့ပါဘူး။ Dragon တို့ကအင်ကိုပြန်ပို့ဖို့လုပ်ခဲ့ပေမဲ့စားဖို့ကတော့ဘာကြောင့်မှမသိပေမဲ့သူဟာအင်ကိုမပြောင်းခြင်းကြောင်းကိုပြောခဲ့ပါရယ်။အဲ့ဒီနောက်တော့သူဟာ Revolutionary Army မှာလေ့ကျင့်မှုတွေလုပ်ခဲ့ပြီးခလေးဘွားမှတင်အကုန်လုံးတက်ဒူးကျွန်ခဲ့ပါရယ်။ Fishman Grady မှာလည်းတပတ်ကန်ခတ်ကျွမ်းကျင်တလို့ခူမာ အီဗန်ဂေါ်ရိုနဲ့လည်းတူဟာယဉ်နီးခဲ့တယ်။အသက်18နှစ်မှာအေးစကားပင်လယ်ပြင်ကိုထွက်ခဲ့ပြီးအဲ့ဒီရဲ့ချိန်စားဖို့ကတော့ဒေါ်လန်ရေးတက်မှထိတ်တန်းတယောက်ဖြစ်နေခဲ့ပါပြီ။ဟာဂီကိုလည်းကျွမ်းကျင်စာသုံးနိုင်နေတယ်လို့ Dragon Breath တို့ Dragon Claw တို့ဆိုတာကသူ့ရဲ့စွမ်းတတ်ဆုံးတိုက်ခွတ်တွေပါပဲ။တူဟာမဉဏ်တွေမရှိတော့ပေမဲ့ပင်လယ်ပြင်မှာရှိကြီးပူကိုင်းတယောက်ဖြစ်တော်မှာကလန်းခံရလောက်တဲ့အထိတန်မာလာတဲ့အေးစက်နာမည်ကိုတော့တူဟာမမိနေခဲ့တယ်။ Marineford အတွင်းမှာ လူဗီယာတူကိုကြီးနောက်ထပ်တစ်ယောက်ဖြစ်တဲ့ Ace ကိုလည်းစုံယုံခဲ့ရတယ်။ဒါဟာသူ့အတွက်ခက်ခဲဆုံးအချိန်တွေတဲကတစ်ခုလည်းဖြစ်ခဲ့ပါဗါး။စာမှုရဲ့မညံတွေကိုအဝေးကန်ပြင်းအောင်လုပ်ပေးခဲ့တာကလည်း Ace ပါပဲ။ Marine Forward မှာ Ace တည်ဆုံးသွားတဲ့တရင်ကိုကြားပြီးတဲ့နောက်မှာတော့ Luffy လိုပဲသူ့ရဲ့တိစိတ်တွေကလည်းမူမမှန်ခဲ့တော့ဘူး။ Luffy ရဲ့အကြောင်းကိုပါကြားလိုက်ရတဲ့ချိန်မှာတော့တရင်စာကိုကောက်ခံလိုက်ပြီး အဲ့ဒီနောက်မှာတော့တူရဲမညံတွေကိုတကြားစီပြန်မြင်လာခဲ့တယ်။မျက်ရည်တွေကျလာခဲ့ပြီးတူဟာလည်းအကြီးကျယ်ဆိုင်ကိုရင်းနဲ့လဲကျသွားခဲ့တယ်။စာကေးကွက်ကိုလဲတောင်းရင်ညီကိုတွေပြစ်လာကြတဲ့သူတို့တုံးရောက်တဲ့မှာတယောက်ဟာတော့ဘတော်မှပြန်မလာနိုင်တော့ပါဘူး။အရာအလုံးကိုသူပြန်မှတ်မိသွားပြီးတဲ့နောက်မှာတော့သူ့မှာတာဝန်တကူရှိသွားတာကိုတီးသွားတယ်။အဲ့ဒါကတော့သူ့ရဲ့ညီငယ်လေးလူဗီကိုကာကွယ်ပေးရမယ်ဆိုတာပါပဲ။အေးစီယအုပ်စုစီကိုတွားခဲ့ပြီးတော့လူဗီယာပင်လယ်တမျှပင်ရင်ကြီးလို့ဖို့ပင်လယ်တဲကိုနောက်တစ်ကြိမ်ထွက်လာပြီဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါရယ်။အဲ့ဒီလိုနဲ့ အေးဇီမေရာမေရာနိုမီတင်းကိုရာသွားခဲ့တဲ့ဇာဘူဟာဒရယ်ရိုဇာတိုင်းပြည်စီကိုတွားခဲ့ပါတယ်အဲ့ဒီနောက်တော့တွန်းကြီးလေလူဗီနဲ့တွေ့ခဲ့ပြီးလူစားလဲဝင်ပြိုင်ကမေရာမေရာနိုမီကိုစားခဲ့ပါတယ်ဒိုဖလာမင်ဂိုကိုပြုတ်ကြတဲ့တိုက်ပွဲမှာလူဗီတို့ဘက်ကနေကူညီပေးခဲ့ပြီး သူဟာလဲ age need to သူညီလေးလူဗီကိုစောင့်ရောက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ချောင်းဘွဲသားတွေအားလုံးကိုပြောပြီးတော့ထွက်သွားခဲ့တယ်။တော်လန်ရေးတက်မှစားဖို့ရဲ့ဂုံတတင်းကလည်းကြီးလာနေခဲ့ပြီး Leverage ကျင်းပရာ Mary Jones ကိုတွားကာ Celestia ရဲ့ Dragon တွေကိုစစ်ကျင်ညာခဲ့တယ်။တချိန်ကတော်လန်ရေးတက်ရဲ့ခေါင်းဆောင်တွေတဲကတယောက်ဖြစ်တဲ့ကူမားကိုလည်းပြန်ကယ်နိုင်ခဲ့ပါတယ်။ဖန်ကြီးရရဲတိုက်တွင်ကတရုံချောင်းကိုကြားသိခဲ့ရပြီးအိမှုရဲ့တည်ရှိမှုကိုလည်းကြီးသွားခဲ့ပါတယ်။ အဲ့ဒီကနေတဆွန်ထွက်ပြေးလာခဲ့ရပြီးကင်းကိုဘရာကိုတတ်တဲ့အမှုရဲ့တရားခံလည်းဖြစ်သွားခဲ့ပါတယ်လူလူရှားတိုင်းပြည်ရဲ့ဒင်မော့နဲ့ထွက်ပြေးခဲ့ပြီးတခဏချင်းမှာတိုင်းပြည်ကြီးတစ်ခုလုံးအားပြစည်းသွားတာကိုမျက်မြင်တွေ့ခဲ့ရပါတယ် Dragon Dose ကိုအန်ဒီရဲ့ကင်းစွာပြန်ရောက်လာပြီးတဲ့နောက်မှာတော့ သူကြောင့်တွေးခဲ့ရတာတွေအီမူရဲ့တည်ရှိမှုတွေအကြောင်းကိုပြောပြလိုက်တော့တယ်။အီမူရဲ့တည်ရှိမှုကိုတည်နေတဲ့စားဖို့ရဲ့ best story လေးကတော့ဒီလောက်ပါပဲ။ channel လေးကိုတဘောကြရဲဆိုရင် like and subscribe လေးလုပ်သွားပေးကြပါအောင်ဗျ။ Bye bye guys. See you in next video.